လေးမွေးတဲ့အခါမှာနာကျင်မှုကိုအ ਨੇ ဆုံးရှော့ချပြီးတော့မွေးလို့ရနေပြီဆိုတာသိပြီပြီလားအဲ့ဒါကဘယ်လိုလုပ်တာလဲဆိုတော့မိမိတွေဖိုက်ဆနာပြီးတဲ့အခါမှာမွေးလမ်းချောင်း4 cm ကနေ6 cm ထိဖွင့်သွားတဲ့အခါမျိုးမှာဆိုရင်ခါယူတွေကိုထုံစေးထိုးပေးတာပါ ဒီထုံစည်းလေးထိုးလိုက်ပြီးတော့10မိနစ်ကနေ15မိနစ်ကြာကြာတဲ့အခါမျိုးမှာဆိုရင်ကလေးမွေးလို့ဖိုင်းလာတဲ့ဝေဒနာကရောကျသွားပြီးတော့ကျွန်တော်တို့ကလေးတိုးတဲ့အခါမှာရတဲ့ pressure ဖိအားလေးကိုပဲမိမိတွေကခံစားရတော့မှာပဲဖြစ်ပါတယ်။ဒါဆိုရင်မိမိတွေကဖိုင်းလာတဲ့ဝေဒနာရော့တော်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကလေးတကယ်တွန်းထုတ်ရတော့မယ်ညှစ်ထုတ်ရတော့မယ်အချိန်မျိုးမှာပို့ပြီးတော့အားရှိမှာပဲဖြစ်ပါတယ်။ အခုဒီလိုနီလမျိုးရှိနေပြီဆိုတော့ရိုးရိုးလဲမွေးခြင်းနဲ့ဘိုင်းနာမှာလည်းအရန်ကြောက်ပါတယ်ဆိုတဲ့မိမိတွေအတွက်ကတော့သတင်းကောင်းပါပဲအထူးသင့်တော်ပါတယ်ဒီလိုမွေးနီမျိုးကိုဘန်ကောက်မှာတော့စေယုံနီတော်တော်များများမှာမွေးလို့ရနေပြီပဲဖြစ်ပါတယ်ဘန်ကောက်မှာကလေးမွေးခြင်းနဲ့ဆိုရင်ဆရာမကိုဆက်သွယ်လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မယောက်တာ Grace ပါ